မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် စစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံကကမ္ဘာတည်လွတ်လပ်ခွင့်မရှိတဲ့အစိုးဆုံးနိုင်ငံများမှပါဝင်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံကကမ္ဘာတည်လွတ်လပ်ခွင့်မရှိတဲ့အစိုးဆုံးနိုင်ငံများမှပါဝင်နေကြောင်းနေစီမကြားသတင်းထောက်များအဖွဲ့ကသတင်းထုတ်ပြန်ပါရီ2025ခုနှစ်ရဲ့ကမ္ဘာတည်လွတ်လပ်ခွင့်ညွန်ကိန်းအစဉ်မှာနိုင်ငံပေါင်း180နန်းမြန်မာနိုင်ငံကအစဉ်169မှာတည်ရှိပြီးသတင်းလွတ်လပ်ခွင့်အလွန်ဆိုးဝါးတဲ့နိုင်ငံတစ်ခုအဖြစ်ဆက်လက်ရည်တည်နေကြောင်းသိရပါရီ2021မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်မေလ3ရက်နေ့ထိ ိုင်ငံတဝန်တရင်သမား9ဦးတပ်ဖြတ်ခံရကြောင်းလွတ်လပ်တဲ့မြန်မာတရင်မီဒီယာကောင်စီ IPCM ကဒီကနေ့မှထုတ်ပြန်ပါတယ်စစ်ကောင်စီကတရင်သမား200ကျော်ကိုဖမ်းဆီးခဲ့ပြီးအဲ့ဒီထဲမှာ40ဦးမှလက်ရှိအချိန်ထိအကျဉ်းချခံနေရဆဲဖြစ်ကြောင်းနဲ့အမျိုးသား33ဦးနဲ့အမျိုးသမီး9ဦးပါဝင်ကြောင်း IPCM ကဆိုပါတယ်တက်ပြတ်ခံရတဲ့တရင်သမား9ဦးမှာကိုဆိုင်ဆိုင်အေဆိုင်ကေခေါ်ဆိုင်ဝင်းအောင်ပူတူတင် ကိုလင်းလင်းထွန်းဖိုးတီဟာကောမြတ်သူထွန်းထက်မြတ်သူနဲ့ဝင်းထိုးကောဖိုင်ဆယ်တို့ဖြစ်ကြောင်း IPCM ကထုတ်ပြန်ပါတယ်။ရှင်ဒေဝီဆိုင်းစောစီတူအောင်မြင့်အပါဝင်အမြင့်ဆုံးပြစ်ဒဏ်များချမှတ်ခံရတဲ့သတင်းသမားဆက်တဦးရဲ့အမည်ကိုလည်း IPCM ကထုတ်ပြန်ထားကထောင်ဒဏ်10နှစ်မှထောင်ဒဏ်20နှစ်နဲ့ထောင်ဒဏ်တသက်ဆသဖြင့်အတိအကျချမှတ်ခံထားပါတယ်။မနေ့ကမေလ3ရက်ကသတင်းသမားများနဲ့သတင်းမီဒီယာများအတွက် World Press Freedom Day ကမ္ဘာသတင်းလွတ်လပ်ခွင့်နေ့ဖြစ်ပြီးသတင်းမီဒီယာသမားများဖန်ဆီးထိမ့်သိမ်းခံရခြင်းအတင်းချခံထားခြင်းအသက်ဆုံးရှုံးခြင်းတို့ကို IPCM ကထုတ်ပြန်လာတာဖြစ်ပါတယ်။လွတ်လပ်တဲ့မြန်မာသတင်းစာဆရာများအစည်းအရုံး IMGA ရဲ့ထုတ်ပြန်ချက်မှာလည်းမြန်မာနိုင်ငံရဲ့သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေကအလွန်ဆုံးရွာစွာရှိနေသေးကြောင်းဆိုပါတယ်။စစ်ကောင်စီရဲ့အင်တာနက်ကန့်သတ်ခြင်းနဲ့သတင်းသမားတွေအပေါ်လက်ရှိအချိန်ထိဖိနှိပ်ဖန်ဆင်းတပ်ဖြတ်နေခြင်းကသတင်းလွတ်လပ်ခွင့်ကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေခြင်းဖြစ်ပြီးအများပြည်သူရဲ့သတင်းသိပိုင်ခွင့်ကိုတားဆီးပိတ်ပင်ထားခြင်းဖြစ်တယ်လို့ IMGA ကပြောပါတယ်သတင်းသမားတွေကိုဖမ်းဆီးခြင်းသတင်းရယူပိုင်ခွင့်ကိုနှီးမျိုးစုံနဲ့တားဆီးပိတ်ပင်ခြင်းကပြည်သူတို့ရဲ့နားမျက်စိတွေကိုပိတ်ပင်နဲ့လူခွင့်ရချိုးဖောက်မှုလုပ်ရက်တွေဖြစ်ကြောင်းဆိုပါတယ်ဖမ်းဆီးထားတဲ့သတင်းတောင်များအမြန်ဆုံးပြန်လည်လွှတ်ပေးဖို့ဒီကနေ့ကြာရောက်တဲ့ကမ္ဘာသတင်းလွတ်လပ်ခွင့်နေ World Press Freedom Day မှာလွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး IMGA အနေနဲ့တိုက်တွန်းတောင်းဆိုကြောင်းထုတ်ပြန်ပါတယ် ဒါအပြင်သတင်းထောက်တွေရဲ့သတင်းရယူပိုင်ခွင့်နဲ့သတင်းလွတ်လပ်ခွင့်ကိုအဖွဲ့အစည်းအသီးသီးမှလေးစားလိုက်နာကြရင်လည်း IMDA ကဆိုပါတယ်နောက်ထပ်တပုံအနေနဲ့ဖန်စီထိန်ထိန်ခံထားရတဲ့တရင်သမားတွေအားလုံးကိုအမြန်ဆုံးပြန်လွတ်ပေးဖို့ UK အစိုးရတောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာစစ်တပ်ရဲ့ဖန်စီထိန်ထိန်ခံထားရတဲ့တရင်သမားတွေအားလုံးကိုအမြန်ဆုံးပြန်လွတ်ပေးဖို့ UK အစိုးရကမေလ3ရက်နေ့မှာကြာရောက်တဲ့နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်ဒီမှာထုတ်ပြန်တောင်းဆိုပါတယ်ပြည်သူများရဲ့တရင်လက်လန်းမိနိုင်ခြင်းအပေါ်မြန်မာစစ်တပ်ရဲ့ဖိနှိပ်မှုကိုရှုံ့ချကြောင်းလည်း UK အင်မြန်မာရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်လက်ရှိမြန်မာနိုင်ငံရဲ့တရင်မီဒီယာလွတ်လပ်ခွင့်ရဲ့အခြေအနေက လွန်ဆုံရလျက်ရှိပြီးကမ္ဘာပေါ်မှာစာနေစဉ်သတင်းသမားများကိုဖန်ဆီးထိန်သိမ်းမှုဒုတိယအများဆုံးနိုင်ငံဖြစ်ကြောင်းလည်းထည့်သွင်းဖော်ပြထားပါတယ်။ဒါအပြင်အင်တာနက်ဆက်လက်ကန့်သက်ထားခြင်းကလူသားချင်းစာနာထောက်ထားမှုအကူအညီအတွက်အချက်အလက်များစုဆောင်းရမှာနှောင့်နှေးမှုတွေဖြစ်စေတဲ့သို့အချိန်နဲ့တပြေးညီငလင်တုံ့ပြန်ရေးများဆောင်ရွက်ရမှာလည်းအဟန့်တားဖြစ်စေကြောင်းဆိုပါတယ်။နေစီမကြားသတင်းတောက်များအဖွဲ့ RSF ကထုတ်ပြန်တဲ့2025ခုနှစ်အတွက်ကမ္ဘာစာနေစဉ်လွတ်လပ်မှုညွှန်ကိန်းအရနိုင်ငံပေါင်း180မှာမြန်မာနိုင်ငံကအဆင့်160 69မှာရှိကြောင်းသိရပါတယ်။အာနာသိမ်ပြီးနောက်စစ်ကောင်စီက၎င်းတို့အလူမကျရေးသားထားတဲ့လွတ်လပ်တဲ့သတင်းဌာနတွေကိုပိတ်သိမ်းကြောင်းကြေညာခြင်းသတင်းသမားတွေကိုဖမ်းဆီးထောင်ချခြင်းများပြုလုပ်ခဲ့ပါတယ်။အာနာသိမ်ကာလ2021ခုနှစ်ဖေဖော်ဝါရီလတရနေ့မှာ2025ခုနှစ်မေလ3ရက်နေ့တည်မတရားဖိနှိပ်ဖမ်းဆီးခံရသူများအနက်ဒီကနေ့ဒီအကျဉ်းချခံရစေသတင်းမီဒီယာသမား40ရှိပြီးအဆိုပါကာလတွင်သတင်းမီဒီယာလုပ်ငန်းခွင်အတွင်းတည်ဆောင်းခဲ့ရသူ9ဦးရှိကြောင်းလွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCM ၏မေလ 3ရက်ထုတ်ပြန်ကြံရတီရပါတယ်။အာနာသိန်းလေးနှစ်တာကာလတွင်ဖန်ဆီးခံခဲ့ရတဲ့သတင်းမီဒီယာသမားအရေးအတွက်ကတော့900ကျော်ရှိခဲ့ကြောင်းလဲ IPCM ရဲ့အချက်လက်တွေရတီရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့မကွေးဗဟိုတောင်မှာနိုင်ငံရေးအကျဉ်းသားအစ္စလမ်ဘာသာရေးခေါင်းဆောင်ကိုမြတ်ကိုကိုအကျဉ်းဦးစီးရရှိမင်းလွင်ဦးခေါင်းဆောင်နဲ့အဖွဲ့ကဝိုင်းဝန်းရိုင်းနှက်မှုကြောင့်တည်ဆုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းမကွေးဗဟိုအကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသားအစ္စလမ်ဘာသာရေးခေါင်းဆောင်ကိုမြတ်ကိုကိုအကျဉ်းဦးစီးရရှိမင်းလွင်ဦးဆောင်နဲ့အဖွဲ့ကဝိုင်းဝန်းရိုင်းနှက်မှုကြောင့်တည်ဆုံခဲ့ကြောင်းအကျဉ်းထောင်မှာတည်င်းအရင်မြစ်တွေကပြောပြခဲ့ပါတယ်။ April 29ရက်နေ့မှာမကွေးဗဟိုအကျဉ်းထောင်ရှိနိုင်ငံရေးအကျဉ်းသားအစ္စလမ်ဘာသာရေးခေါင်းဆောင်ကိုမြတ်ကိုကိုအကျဉ်းဦးစီးဌာနမှဦး စည်းရရှိမင်းလွင်ခေါ် ကျွဲကြီးဦးစီးပြီးဒုတိယဦးစီးမှုတင်ဝင်ဒုတိယဦးစီးမှုဝင်တိုင်းအိတ်ဆောင်၃အဆောင်မှုကျော်ဆန်ဦးတို့ကပြစ်ဒဏ်တိုင်မှာလူမဆန်စွာရိုင်းနှက်မှာတည်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ကိုမြက်ကိုကရှံဖြစ်လို့တည်တာမဟုတ်ဘူးရည်ရွယ်ချက်ရှိရှိအသက်ခံရတာဘာသာရေးကိစ္စနဲ့ပတ်သက်ပြီးအချင်းဦးစီးဝန်ထမ်းတွေနဲ့တော့ရခင်ကအပြန်အလှန်စကားများဘူးတာတော့ရှိရင်အဲ့ဒါကိုမကျေနပ်လို့အခွင့်အရေးရတဲ့အချိန်ခြေချင်းခတ်လက်ထိတ်ခတ်ပြီးပြစ်ဒဏ်တိုင်ဖို့နေပူလန်ပြီးစိတ်ကြိုက်ရိုက်ပြတာလို့အချင်းထောင်တွင်သတင်းရင်းမြစ်တွေကပြောပါတယ်။ တည်ဆုံသွားတဲ့ကိုမြက်ကိုရင်ရှုံလောင်းမှာစပင်ကရုံနဲ့မုတ်စိန်နှကမ်းမွေးများအကုန်ပြောင်းစင်အောင်ညှိထားပြီးမှတပြက်ခံရတာဖြစ်ကြောင်းကိုမြက်ကိုရင်ရှုံလောင်းမှာလည်းခေါင်းဆချေဆုံးတန်ရာပြည့်ရှိပြီးရည်ရွယ်ချက်ရှိရှိအရာရှိအဆင့်ရှိသူလေးဦးကခြေချင်းခတ်ပြီးညီပူကွင်းပြင်ကြီးမှာမနက်တစ်ချိန်ညနေတစ်ချိန်တုံရိုက်ပြီးတပြက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်မင်းလင်ဦးကကျွဲကြီးကမုတ်စိန်တွင်နှကမ်းမွေးတွေစပင်တွေရှိခိုင်းနေဒုတိယဦးစီမှုတင်ဝင်ကလေးမျိုးကိုလက်တီးနဲ့ငါးချက်မကထိုးတဲ့ဒုတိယဦးစီမှုဝင်နိုင်ကနောက်ကျောင်းနဲ့ခေါင်းတွေကိုတုံနဲ့ရိုက်တဲ့အဆောင်သုံးအဆောင်မှု ကျော်ဆန်းဦးကမျက်နှာတွေကိုလက်သီးနဲ့ထိုးတယ်။ရှိုင်းနေနေကိုမုံစိတ်တွင်းသပင်တွေကိုစက်ကတ်ကြီးနဲ့မင်းလူကထိုးခိုင်းနေတာကိုမြင်ရတယ်။ကိုမြတ်ကိုကဘာသာရေးရမုံစိတ်အရှိထားတာကလားဆိုရင်မင်းလူကဘာသာရေးရလည်းမုံစိတ်အရှိနှကမ်းမွေးအရှိထားခွင့်မရှိဘူး။သူကကလားအရှမ်းမုံလာလို့အကျဉ်းထောင်သွင်းတရင်ရှင်းမြစ်တွေကဆက်လက်ပြောဆိုပါတယ်။ကိုမြတ်ကိုတည်ဆုံမှုကိုအမှုဖွင့်အရင်းယူနိုင်ဖို့မိသားစုဝင်များနိုင်ငံရေးတိုင်ဝမ်များနဲ့ဘာသာရေးအတိုင်းဝိုင်းတွေကလည်းပါဝင်ကူညီတဲ့ကြောင့်ကိုမြတ်ကိုမတရားနှိပ်စက်တပ်ဖြတ်ခံရခြင်းကိုနှုတ်ပိတ်မိပါကအကျဉ်းထောင်တွင် ်ကြံရှိတဲ့အကျဉ်းသားတွေကအသက်အန္တရာယ်စိုးရိမ်ရကြောင်းတက်ဆိုင်ရာဖွဲ့စည်းတွေကလည်းထောင်တွင်းအနိုင်ကျင့်မှုတွေကိုတွားရောက်စစ်ဆေးတင်ကြောင်းကိုမြတ်ကိုအသက်ခံရမှုနဲ့ပတ်သက်တဲ့ထောင်တွင်းစိရုံအောင်နဲ့မှုကင်းဆရာဝန်တွေရဲ့စစ်စစ်ချက်တွေကိုလည်းပြန်လည်စစ်ဆေးဖို့လိုအပ်ကြောင်းထောင်တွင်းအကျဉ်းတည်င်းအရေးမြစ်တွေကဆက်လက်ပြောဆိုပါတယ် ။ဒါအပြင်အချင်းဦးစီးဌာနမှဦးစီးရရှိမင်းလွင်ဦးခေါ်ကျွဲကြီးက၎င်းတို့မကျေနပ်တဲ့အကျဉ်းသားတွေကိုတုံ့ရိုက်ခြင်းများနဲ့လည်းလှုံ့ဆော်ကြောင်းဒါအပြင်နိုင်ငံရေးအကျဉ်းသားများစီကံပြသွားရမှာလေသတင်းပို့နောက်ကြပါကလက်သီးနဲ့ထိုးကျိတ်ခြင်းများလည်းလှုံ့ဆော်ကြောင်းသိရပါတယ်။နောက်ထပ်တပုံးအနေနဲ့တာပေါင်းမျိုးမှလူငယ်အချို့ကိုကြိုတင်အကြောင်းကြားခြင်းမရှိဘဲစစ်မှုထမ်းဖို့အတ္တမခေါ်ဆောင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အေရီတိုင်းတာပေါင်းမျိုးနယ်မှာလူငယ်အချို့ကိုကြိုတင်အသိပေးခြင်းမရှိဘဲစစ်မှုထမ်းဖို့အီဘီလာကုန်ပိုင်းကအတ္တမဖန်စီခေါ်ဆောင်ခြင်းခံခဲ့ရကြောင်းဒေသခံနေစင်ကသိရပါတ ွင်တာပေါင်းမျိုးအမှတ်နှစ်ရက်ကွက်နဲ့အမှတ်သုံးရက်ကွက်များမှာလူငယ်သုံးကိုတက်နေအုပ်ချုပ်ရေးဖွဲ့တွေကကြိုတင်အကြောင်းကြားခြင်းမရှိဘဲစစ်မှုထံပို့ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဒေသခံတွေစင်ကသိရပါရယ်ဘဲလဲမနိုင်ရပဲနဲ့စစ်မှုထံပါတယ်ဆိုပြီးဝင်ဆွဲတာအုပ်ကြီးတွေလည်းကိုယ်တိုင်ပါတယ်လို့တာပေါင်းမျိုးကန်တုံးကပြောပါရယ်လက်ရှိမှာခေါ်ဆောင်ခံထားတဲ့လူငယ်တွေကိုစစ်တပ်အတွင်းမှာစုဆောင်ထားပြီးတာပေါင်းမျိုးနဲ့မှအုပ်ချုပ်ရေးမှုတွေမှာဥပဒေမဲ့ဖမ်းဆီးပြီးစစ်မှုထံဖမ်းဆီးခေါ်ဆောင်ခံရမှာကိုပြည်သူတွေကအစိုးရနေကြောင်းသိရပါရယ်စစ်ကောင်စီမှာရှေ့တန်းစစ်မြေနယ်ပြင်ကို ်ပို့ဆောင်ဖို့တပ်ဖွဲ့ဝင်အင်အားလုံလောက်မှုမရှိတော့တဲ့အတွက်အရာရီတိုင်းပါဝင်အခြားတိုင်းနယ်ပြည်နယ်တို့မှလူငယ်များကိုအတင်းအဓမ္မဝင်ရောက်ဖမ်းဆီးမှုတွေပုံမလုံဆောင်လာကြောင်းသိရပါတယ်။နောက်ထပ်တပုတ်အနေနဲ့နိုင်ငံတော်တိုက်ပွဲများမှာလူနဲ့ငွေရပါဝင်ပတ်သက်နေပြီးစည်ရေးအတွက်ဗန္နာရန်ပုံငွေ64ရာခိုင်နှုန်းကိုအသုံးပြုထားတယ်လို့ NUG ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ တနိုင်ငံလုံးဆင်နွှဲနေတဲ့တိုက်ပွဲများမှာလူနဲ့ငွေရအတိုင်းအတာတစ်ခုထိပါဝင်ပတ်သက်နေပြီးစည်ရေးအတွက်ဘန္နာရန်ပုံငွေ94ရာခိုင်နှုန်းအသုံးပြုထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ထံမှသိရပါတယ်အဆိုပါရာခိုင်နှုန်းက NUG အစိုးရအနေနဲ့လက်အောက်ခံကာကွယ်ဝင်ကြီးဌာနဖွဲ့စည်းပြီးနောက်ပိုင်းပြီးခဲ့တဲ့လေးနှစ်တာအတွင်းသုံးဆွဲအသုံးပြုခဲ့တဲ့အနေအထားဖြစ်ကြောင်းဝင်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံလက်ကပြောပါတယ်လက်ရှိနိုင်ငံတော်ဆင်နွှဲနေကြတဲ့တိုက်ပွဲတွေတော်တော်များများမှာကျွန်တော်တို့ MOD ရဲ့လူရင်ရငွေရအတိုင်းအတာတစ်ခုထိတန်နေနေနဲ့ပါဝင်ပတ်သက်နေ ယ်လို့၎င်းကပြောပါရယ်အာနာသိမ်းမှုကြောင့်ဖြစ်တည်ပေါ်ပေါက်လာတဲ့ NUG အစိုးရလက်အောက်ခံပြည်သူ့ကာကွယ်တပ်မတော် PDF ရဲဘော်တွေကစစ်ကောင်စီရုံးဆိုင်ရာနေပြီးတော့အပါဝင်ပြည်내တိုင်းအားလုံးမှာတိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်းသိရပါရယ်ဖွဲ့စည်းထားတဲ့တပ်တွေရဲ့နေရေးထိုင်စားနေရခါစေးဒါရီရှိသလိုလက်နက်ခံရမီးကြောက်တွေနဲ့ပတ်သက်ပြီးတော့တုံးနာရီလည်းရှိရလို့ဦးနေဖုံလက်ကဆိုပါရယ်ဒါအပြင် NUG အစိုးရအနေနဲ့စီရေးအတွက်ဘန္နာရှံပုံဝေး64ရာခိုင်နှုန်းအသုံးပြုမှုတွေကိုတနိုင်ငံလုံးအတိုင်းတားဆောင်ရွက်ခြင်းဖြစ်ပြီးမဟာမိတ်တော်လိုင်းအဖွဲ့များကိုမျှဝေထ 6ပန်းနဲ့ရပ်ဝန်ငွေလည်းပါဝင်တယ်လို့ဆိုပါတယ်အဲ့ဒါတွေကိုဒီကိစ္စတွေရဲ့နောက်ပြီးဒေါ်လာအရာစုတွေအချင်းချင်းကြားညီညွတ်ရေးတိစောက်ပြီးဆောင်ရွက်ခဲ့ကြတဲ့ကိစ္စတွေလည်းရှိတာကြောင့်အသေးစိတ်ထုတ်ပြန်နိုင်ခြင်းမရှိသေးတာကိုပြည်သူလူထုအနေနဲ့နားလည်ပေးစီချင်တယ်လို့ဥနေဖုံးလက်ကပြောပါရယ်လက်ရှိမှာလက်နက်ခံရမီးကြောင့်လည်းဖန်လာရှံပုံငွေရရှိရမှာလိုအပ်ချက်နဲ့စိန်ခေါ်မှုတွေရှိတော့လဲဒေါ်လာလူထုရဲ့ပူပေါင်းပါဝင် ထောက်ပံ့မှုမဟာမိတ်ဒေါ်လာအဖွဲ့အစည်းတွေရဲ့ဝန်ရံကူညီမှုနဲ့ရင်ဆိုင်ဖြည့်ရှင်းကြော်လွှားလျက်ရှိကြောင်း NUG ကထုတ်ပြန်ပါရယ်